ဒီနေ့ညဝေးမှလေးကတော့ two my way of thinking ဆိုတဲ့ expression လေးပဲပါတယ် two my way of thinking two my way of thinking ရဲ့အဓိပ္ပာယ်ကတော့ in my opinion နဲ့အတူပါပဲသူရဲ့အဓိပ္ပာယ်ကအားထင်တော့ငါ့အမြင်ပြောရမယ်ဆိုရင်တော့စာရင်းအဖြစ်အဲ့လိုဆိုလိုချင်တဲ့အခါတောင်းရတာမျိုးဖြစ်ပါတယ်သိလှတဲ့စကားစုလေးပြောတာဖြစ်ပါတယ်ခင်ဗျဆိုတော့ဥပမာစာချုပ်လေးနဲ့မှတ်သားကြည့်အောင်ဗျာ example number 1လေးနဲ့စကြည့်အောင် to my way of thinking this is the most beautiful thing to do အထင်ပြောရမယ်ဆိုရင်တော့ဒါမျိုးကလုပ်ဖို့သိကောင်းတဲ့အရာပဲ example number 2ဖြစ်ပါတယ် example number 2လေးနဲ့ကြည့်အောင် to my way of thinking the movie we saw last night was horrible it didn't make sense at all အထင်ပြောရမယ်ဆိုလို့ရှိရင်တော့ငါတို့မနေ့ကကြည့်ခဲ့တဲ့ဇာတ်ကားလေးကတော်တော်ဆွဆွရွရွပဲကျုပ်တိကိုတစ်စဲမှမရှိပါဘူးပြီးတော့ငါအထင်ပြောရရင်ငါအမြင်ပြောရမယ်ဆိုလို့ရှိရင်တော့ in my opinion အစား to my way of သင်ခင်းဆိုတာလေးကိုလည်းပဲတုံးလို့ရပါတယ်အကျိုးတစုံတရာမရှိမဲ့လို့ယူကြည့်ပါတယ်ယေရှုပေးခဲ့တဲ့အတွက်လည်းယေရှုမြတ်တင်ပါတယ်